တနင်္ဂနွေနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှာရံများတယ်အဖြစ်စီနောက်စစ်တီများတယ်ရံတိုက်ခံနေကြတဲ့ဖြတ်တန့်ပြီးတော့ကိုလိုရာဆန္ဒရှိသူတို့ကိုဆောင်ရွက်ရတဲ့နေသားရှိမယ် တပားသူကြောင့်မိမိရွယ်ချက်တွေပြတ်တတ်တယ်။မူလစီစဉ်ထားတဲ့စီစဉ်တွေလက်တွေ့ဆောင်ရွက်တဲ့အခါမှကျတော့အဆင်မပြေသလိုဖြစ်မယ်။အတော်တန်ကိုစိတ်ပင်ပန်းသူပင်ပန်းဖြစ်တဲ့နေသားနဲ့ပြသရတဲ့နေရက်တွေကိုကြုံတွေ့ရပါမယ်။15ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်။အဲ့ဒီပြင်းတွေကငကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်မှန်ရဲ့ကျူးဆက်ရမယ်။အကာရာမရှိတဲ့အမြင့်ဆုံးတက်ချင်းတွေမပြုတ်ရအောင် သွားလာနေထိုင်ခန့်ရံပฏิပက္ခမဖြစ်အောင်နေထိုင်ရမယ်သူသဖြင့်အင်းနေ့တနေ့တာအတွင်းအနောက်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်။နေတနိုင်ခွဲနဲ့ညနေ3နိုင်အတွင်းသွားလာနေထိုင်ကျူးဆက်ရမှာပေါ့။ဆက်ချောင်းအင်းနေ့မှာတော့အရာရာကောင်းသောကံနဲ့ကျိုးပေးတဲ့ကံတွေပေါ်လာတဲ့ပိတ်နေတဲ့လမ်းကြောင်းတွေပြန်ပွင့်တဲ့ခရီးကိစ္စအစဉ်ပြေမှုရှိမယ်။16ရက်နေ့မှာငွေကြေးကံကောင်းမယ်ပฏิပက္ခတွေကြားရတဲ့တိုးတက်မယ်ခရီးကိစ္စလုပ်ငန်းကိစ္စတွေအစဉ်ပြေမယ်။ ဆက်ရှိရနေ့မှာငွေကြေးကံထူးကောင်းတဲ့လက်ပွင့်မဲ့လူရပြည့်စုံမဲ့ဘဝတိုးတက်မဲ့၁၉ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတော့တခုနဲ့မကတဲ့တို့တွေကိုလောကန်ရှင်ပြေပြီးတိုးတက်မဲ့၂၀ရက်နေ့မှာရန်နောက်ဆက်တင်တဲ့နေငယ်တွေ့တတ်တယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တယ်ပြီးမှလူရှိရပြည့်စုံမဲ့၂၁ရက်နေ့မှာငကဘောရက်ဖြစ်တယ်မတော်တဆထိခိုက်မှုအနေကိုထူးပြပြီးကြိုးစားရမယ်အဲ့ဒီတနေ့တာကာလအတွင်းမှာအသွာလာနေထိုင်ကို အထူးပြုရွေးဆက်ရမယ့်နေထားရှိတဲ့အနေနဲ့တနေ့တာအတွင်းတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေ့၁၂နိုင်နဲ့တနိုင်ခွဲအတွင်းမှာသွားလာနေထိုင် အထူးပြုပြီးရွေးဆက်ရမယ့်နေထားရှိကြောင်းပြပြလိုပါတယ်။ဒီကာလအတော်အတွင်းမှာကြာသပတိနေ့တောကြာနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။ဇန်နေ့မွေးသူတွေကတော့ပုံမှန်ပါပဲ။ အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးထူးခြားခြားအစဉ်ပြေတဲ့ကံကျမရှိတယ်ဒီကာလအတော်တွင်းမှာအနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးတဲ့အပြင်အနီအောင်ပန်းတို့ကိုဖျားကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေခြင်းကိုကြုံတွေ့ရပါမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ့ နှစ်ဆက်တည်းရဲ့နေ့တော်တွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။ဥတီချက်စ်နေတဲ့လုတ်ကန်ပြီးတော့လုတ်တဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်တွေကိုရရှိမယ်။လူရောသုံးစင်မုတ်တဲ့နီးစနစ်တွေကိုသုံးချပြီးတော့ဘဝတိုးတက်မှုကိုရမယ်။တခါမှလုတ်ကန်မှုခြင်းမရှိတဲ့လုတ်စီးပွားသစ်တွေကိုလည်းလုတ်ကန်အောင်မြင်နိုင်တယ်။နေအိန္ဒိယပြုပြင်ခြင်းပြောင်းလဲခြင်းဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်ထဲပေါ်ပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုကြုံတွေ့ရနိုင်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်15ရက်နေ့ကမတော်တဆထိခိုက်မှန်နေရာကိုထူးပြုတ်ပြီးကယူဆက်ရတဲ့နေ့ဖြစ်တယ်အဲ့ဒီမှာနောက်ရောက်ကုန်တီသွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နာရီတွင်အသွားလာကယူဆက်ရမယ်ငကဘောရက်ဖြစ်တယ်16ရက်နေ့မှာတော့လုံးဆောင်ဆင်ပြေခြင်းကံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရှိလိမ့်မယ် ဝေကြီးကန္နာဒုက္ခကန္နာထူးထိုးတဲ့နေမယ်18နှစ်နေမှာငွေကြီးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်18နှစ်နေမှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ပြီးတော့ဘဝထိုးတဲ့ပြီးငွေကြီးကန်ဘဝတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်19နှစ်နေမှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်20နှစ်နေကတော့အလုံးစုံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝထိုးတဲ့ခြင်းတို့ကိုကြုံတွေ့နိုင်တယ် 21ရက်နေ့ကလည်းငကဘောရက်နဲ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတီးသွားစရာနေရှိတတ်တယ်။နေ့22နိုင်နဲ့တနိုင်ခွဲတွင်သွာလာနေထိုင်ယူဆက်မယ်။သူတပယုံပြီးလွဲပြီးလှုပ်တဲ့လူတွေကိုတော့ရှောင်ရမှာပေါ့။တပတ်တာတွင်ကြာသာပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေကောက်ကြိုးပေးပြီးတော့တနင်္လာနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်တယ်။သုံးခေါ်ငါးကနန်းနေအကျိုးပေးတယ်အပြာရောင်မိခိုးရောင်နုနေရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ လှုပ်ချင်းကန်ရင်းနေရာအကျိုးပေးမယ်အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါဆုတောင်းပြည့်ခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်ကျေးဇူးတင်ပါတယ်သင်္ကန်းနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့27ရက်နေ့အတော်တွင်မှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်ဝေကြီးကိစ္စဆင်ပြေမယ် လုံအောင်ကိစ္စအစီပြေမယ်ကာလရှိကြစိုင်းငံ့ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်၅ရက်နေ့ဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံပွင့်နေ့ကိုယူဆရမယ်နေ့တစ်ခုဖြစ်တယ်အသွာလာနေ့တိုင်းယူဆရမယ်အနောက်ရက်ကိုဒီသွားစရာနေ့ရှိတတ်တယ်နေ့တန်တိုင်းခွဲနေ့ညနေ၃နာရီတွင်သွားလာယူဆရမယ်၁၆ရက်နေ့ကတော့ အလုံးစုံကောင်းခြင်းနဲ့စင်ပြေခြင်းကံတွေပြန်လည်ပေါ်ထွန်းလာပြီးတော့ရည်မှန်းချက်အောင်မြင်မယ်ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားရတဲ့ဖြစ်သန့်ရတဲ့တဲ့၁၉ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိနိုင်တယ်၁၈ရက်နေ့မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်းလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းတွေရှိမယ်၁၉ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောက်ကင်နိုင်ခြင်းကိုကြုံမယ် 20ရက်နေ့မှာရန်တိုက်ခံနေရှင်မယ်ပြီးမှအလိုပြည့်စုံမယ်လက်ပွင့်ချင်းကံပွင့်ချင်းနေရှင်မယ်21ရက်နေ့မှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတတိထားမယ်ငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့တဲ့အဲ့ဒီနေ့မှာ မတော်တဆနဲ့ကျူဆမ်းမယ်တောင်ရက်ကုန်တီသွားစရာတွေရှိတဲ့တဲ့နေ့7နိုင်နဲ့10နိုင်ခွဲတွင်အသွါလာနေထိုင်ကိုကျူဆမ်းရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တင်းငွေတွေတောက်ချာနေမွေးသူများကြောင့်စိန်အောင်ရှယ်ဖြစ်တတ်တယ်။အနဲ့ရောင်ပြရင်ရောင်မိခိုးရောင်တို့ကိုသုံးမှရှစ်လေးကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာစံလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာ အပြိုင်ဆိုင်အလုံးကိုကျော်လွှားပြီးဘဝတွတ်တဲ့မယ်ဝိကျေးစုစားရခဲ့မယ်အလုပ်တွေမှာတွတ်တဲ့မယ်ပညာတတ်တဲ့ဘဝတွဲဖက်တွတ်တဲ့ဘုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ချင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တွတ်တဲ့မှုနှစ်သာတာကိုပြည့်ဝရမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတွတ်တဲ့ချင်းတွေရဲ့ကောင်းသောအကျိုးကျေးဇူးကိုလည်းထင်ရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်စကားရင်းတွေမှာ မတော်တဆထိခိုက်မွေနေရကျူးဆက်ရမယ်နောက်ရကုန်တည်သွားစံနေရှိတတ်တယ်။ရန်နဲ့ရှင်ပြီးတော့ရမယ်။16ရက်နေ့မှာအနီးကမှနောက်ဆုံးချိန်မှာသစ္စာမဲ့တဲ့သူ စကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကဲတာကိုလုံးတပိုက်တဆဖြစ်တတ်တယ်။ဓာတ်လိုက်တတ်တဲ့သတိထားအဲ့နေ့မှာအပူလောင်တတ်တော်သတိထား18ရက်နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလိုရာပြည့်စုံခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကြုံမယ်။18ရက်နေ့မှာ ရည်တည်ချက်တွေနဲ့လောက်ကံမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်။အပြိုင်ဆိုင်ကြအတွက်တည်းမယ်။19ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတိုးတက်မယ်။ကာလရှည်ကြဆိုင်ရနယ်လူတွေလောက်ကံနိုင်တယ်။20ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုထောင့်နေရာတွေကွာလုပ်ပြီးတော့အလိုပြည့်ခြင်းဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရမယ်။21ရက်နေ့လုပ်ငန်းနေတာကျန်စီရွယ်ချက်နေတာတွေမှာအောင်မြင်တိုးတက်တာမှန်တယ်။ဒါပေမဲ့မတော်တဆညကြီးဆိုင်ရမယ်။ တောင်ရက်ကိုတည်သွားစဉ်အနေရှိတဲ့တဲ့နေ့ဆက်နှစ်နိုင်တဲ့တန်နိုင်ခွဲကြမတော်တဆညင်ရပတိဘက်ကညေဒီကို အထူးပြုသတိထားမှာဖြစ်တဲ့ဒီကလာအတွင်းတနေ့လာနေသောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွင်ဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်တလေးကိုကနန်းနေအကျိုးပေးတဲ့အညွန်ရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိတဲ့ကိစ္စတွေလောက်ကန်ရင်အောင်မြင်ခြင်းအကျိုးပေးခြင်းရဲ့ အနှစ်သာရကောင်းကိုရရှိမှဖြစ်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစီရအတွက်နေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာ သင်္ကန်းသွားရောက်လူတန်းချင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဇာသပတိနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ22ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်။ အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးတယ်။ငွေကြေးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနှစ်သာတာကြုံမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလှုပ်ကန်ခြင်းတို့ရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်။လူမျိုးပွဲလူမျိုးကြားကြိုးပေးမယ်။အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးမယ်။15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကြုံမယ်။ပြီးမှအလိုပြည့်စုံမယ်။အဲ့ဒီမှာ မတော်တဆအဓိကမှန်ဒီကယူဆရမယ်အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားတော့ကယူဆရမယ်16ရက်နေ့မှာတော့ရာရာစင်ပြေတဲ့ကံနဲ့တွတ်တက်တဲ့ကံနဲ့ပေါ်ပေါက်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်18ရက်နေ့မှာ ရှင်ပြိုင်မှုမှာသမောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းကံမြမခြင်းတွေကိုကြုံမယ်19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှလိုရာပြည့်စုံမယ် အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပြမယ်20ရည်နှစ်မှာရီမန်းချက်သစ်တွေအောင်မြင်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်အရဝင်းနဲ့ဆက်ဆက်တဲ့ကြိုးပြမှုကံကောင်းခြင်းကိုကြုံမယ်21ရည်နှစ်မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်မတော်တဆညကယူဆရမယ်တောင်ရက်ကုန်တည်သွားစရာညရှိတတ်တယ်နေခင်း စက်နှစ်နိုင်နဲ့တနင်္ဂနွေတွင်အသွာလန်နေထိုင်အထူးပြုကျဆက်ရမယ်ဒီကာလအတွင်းမှာအပြာရောင်မိခွေရောင်နှုတ်နှစ်ရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သွန်ဆွဲနိုင်တယ်သုံးခုကိုကနန်းတွေအချိုးပေးတယ်ကြာသပတိနေ့ပုတ်ထူးနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့် စိတ်နောက်စစ်လေးတွေရှိတတ်တယ်။အလုံးစည်းပွားတွေလုပ်တဲ့ကံတဲ့အခါမှာအောင်မြင်စင်ရန်တို့ကရွှေရောင်တွေချိတ်နဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့အိတ်ထဲထဲဆောင်ပြီးလုံးလုံးပါအောင်မြင်ခြင်းတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။တောက်ချာနေပွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကနေ21ရက်နေ့အတောအတွင်းမှာ ဥတီချက်ပြောင်းပြီးလောက်ကင်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာ ရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တရားနေကိုယ်မှာပြဿနာဖြစ်လာတတ်တယ်။ဒီကဏ္ဍအတွင်းစကားမတတ်တဲ့အပြောဆိုနေတဲ့ကယူဆက်ရမယ်။တပါးသူကတိကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူတစ်ပါးလွယ်တကူကတိမပေးနဲ့စကားကျွန်သွားတတ်တယ်။ နောက်ဒီကဏ္ဍအတွင်းငွေကြေးကိစ္စလုပ်ငန်းရေးရာကိစ္စမှန်သမျှသတိနဲ့တော့ပစ္စည်းလောင်တာလောက်ရမလို့လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်15ရက်နေ့ကတော့ရန်တော်တန်များတယ်အဲ့ဒီမှာအတိုက်ခံနေတယ်လဲတွေ့ရတတ်တယ်မတော်တဆနေလဲဂရုစိုက်ရမယ်အနောက်ရောက်တည်သွားစဉ်နေရှိတတ်တယ်နေ့တန်တိုင်ခွဲနဲ့သုံးနိုင်တွင်သတိထား16ရက်နေ့ကတော့တော်စိတ်ချမ်းသာတယ်ရရာဆင်ပြေတယ်မတင်မပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ် ၁၉ရက်နေ့မှာဥတီချက်တင်တဲ့တိုးတက်မှုသတင်းဖွင့်မယ်။၁၈ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။၁၉ရက်နေ့မှာနေကင်းတနိုင်ခွဲကျော်သွားပြီးအသေးစားထိခိုက်မှုကိယူဆက်ရမယ်။၂၀ရက်နေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းချုပ်မယ်။၂၁ရက်နေ့မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊လိုရာပြည့်စုံမယ်။အဲ့ဒီနေ့မှာတောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တဲ့နေဆရနိုင်တဲ့တနိုင်ခွဲတွင်သွားလာနေတဲ့ကိယူဆက်ရမှာဖြစ်ပါတယ်။ ကြာသာပတိနေဘုံထူးနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းငွေတွေနေငန်းနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်းငါကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စစ်သောဆွဲပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်ပါ ကောင်းချင်းကံကြမ္မာများရစေရန်အတွက်နေနီးပါးမှာရှိတဲ့တဲ့ရွယ်ကြီးရင်သူတို့ကိုမုံအဟာရဒါနပြုပါကျေးဇူးတင်ပါတယ်ဒီနေ့မွေးသူအားလုံးမင်္ဂလာပါ 2025နိုဝင်ဘာလ15ရက်နေ့27ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်လူမျိုးဝဲချိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေကြေးပေးယူကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စတွေမှာရန်နဲ့ရှင်ပြီးလုပ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းရှင်တို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်မှုရဲ့အနှစ်သာရကိုကြုံမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ကြားမှာ အယူဆသဘာဝကွာနေကစားလိုရာပြည့်စုံခြင်းတွေရှိမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တာချိုးပေးမယ်နေရာပြောင်းလဲ၍တိုးတက်မယ်15ရက်နေ့မှာအပြောင်းလဲတဲ့တယ်လန်ပေါ်မယ်ကောင်းသောကံရှိမယ်သို့တော်မတော်တဆနေကယူဆိုင်ရမယ်အနောက်ရောက်တည်သွားစေခြင်းရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်ရရသတိထား16ရက်နေ့ကလက်ဖွင့်ခြင်းကံဖွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်18ရက်နေ့မှာမတော်တဆထိခိုက်မှုနဲ့ကယူဆိုင်မယ်ရန်တိုက်ခတ်များတဲ့ လူ၄ယောက်ဒုခီသွားခြင်းကိုရှောင်ရမယ်၁၈ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံဉာဏ်ကိုသုံးချပြီးလုပ်ငန်းလုပ်ကိုင်တို့ချိုးပေးမယ်၁၉ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိခြင်းကံမြင့်ခြင်းချိုးပေးခြင်းကိုကြုံမယ်၂၀ရက်နေ့မှာထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်ခြင်းကိုကြုံမယ်၂၁ရက်နေ့မှာရံများမယ်ပြိုင်များမယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးချမ်းကြမယ်အဲဒီရက်မှာမတော်ဆညောင်တဲ့ကျူးဆက်မယ်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တယ် နေစရနိုင်တဲ့တနိုင်ခွဲတွင်မှာအသွမ်းလာနေထိုင်ကျူးဆိုင်ရမှာဖြစ်ပါတယ်တနင်္လာနေ့ကနေ့ကြာသာပတေးနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့တောက်ချနေမွေးသူများကြောင့်စိတ်နှောင့်ဆဲရှိမယ်နှင့်ခွန်ရှိကနန်းနေ့ကျိုးပေးတယ်အနေရောင်ပြန်ရင်ရောင်နေပြောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်တူတူခြားခြားအောင်မြင်တဲ့ကံကြမ္မာတွေကိုရရှိပါမယ်ကောင်းသောကံကြမ္မာများရစေရန်အတွက် အနီယံပန်းဝင်းတို့ကိုဖျားတည်ပြီးလောရဆန္ဒပြုပေးပါကျေးဇူးတင်ပါတယ်